င်္ဂါရွာလေးကနေစင်ကာပူဆိုပြီးဖြစ်လာဖို့ဒီလိုမျိုးတိဆောက်ခဲ့ရတယ်။ 1965ခုနှစ်မှာလင်းရှားကနေကန်ထုတ်ခံရပြီးတော့စင်ကာပူနေနဲ့ရက်တီရတော့နိုင်ငံကတလောက်လေးပဲကျေပါတယ်1960ဖြစ်လို့နေတည်းမှာစင်ကာပူရဲ့အကျယ်ဝန်းက980စတူရန်ကီလိုမီတာပဲရှိပါတယ်2019ခုနှစ်ကိုရောက်တော့စတူရန်ကီလိုမီတာ920လောက်ကျေနေပါပြီ52နှစ်အတွင်းစင်ကာပူရဲ့ကုန်းမြေနေထားကတိတိတသာကျေလာတဲ့သဘောပါဒါပေမဲ့အရှိတောင်အာရှကတန်ဃာရွာတိတိလေးရနေစင်ကာပူဆိုတဲ့နာမည်တစ်လုံးနဲ့နိုင်ငံဖြစ်လာဖို့ ော့မလွယ်ကူခဲ့ပါဘူး။ပြေးတွေကိုပြန်လဲပို့ပြီးတော့စွတ်ချက်လို့လည်းအများကြီးဝေဖန်ခံခဲ့ရပါတယ်။ဒီနေ့မှာတော့တိုင်ဃာတဲ့ရွာငငယ်လေးရနေစင်ကာပူဆိုတဲ့နိုင်ငံဖြစ်လာဖို့ဘယ်လိုမျိုးခက်ခက်ခဲခဲတိစောက်ခဲ့လဲဆိုတာပြပြပေးသွားမှာမို့ဗီဒီယိုလေးထဲမှာဆက်ပြီးတော့ချစ်ရှုပေးပါအောင်ပြန်ကြည့်ရင်စင်ကာပူရဲ့သမိုင်းက1800ပြည့်လုံနှစ်တွေလောက်ကစပါတယ်အဲဒီတုန်းကစင်ကာပူလိုတော့မဖြစ်သေးပါဘူးဒီတိုင်ရဲ့တင်မောချင်းသာသာနေရာလေးသာဖြစ်ပါတယ် ဒါပေမဲ့အင်္ဂလိပ်တွေကသူတို့ရဲ့စိတ်ကဲနေရာကို dash တွေထက်တာလုံးအောင်လှုပ်ချိန်ခဲ့ပါတယ်။ဒါကြောင့်1839မှာစင်ကာပူလို့မဖြစ်သေးတဲ့လူမသိသူမသိစိတ်ကမ်းလေးကိုအစင်းမြင့်တင်ဖို့လုပ်ပါတော့တယ်။တကယ်တော့အဲ့ဒီနေရာမှာသမှုတော်တွေနဲ့တန်ဃာရွာတည်တည်လေးပဲရှိနေရလဲဖြစ်ပါတယ်။ဒါပေမဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေကဒီနေရာကိုစင်ကာပူဆိုပြီးဖြစ်လာဖို့အားသွင်ဖို့ကြိုးပမ်းခဲ့ပါတယ်။1822မှာနေရာပေါ်ဆောင်ရေးလုပ်ငန်းတွေစတင်ခဲ့ပါတယ်။စင်ကာပူရဲ့တောင်ပိုင်းကမ်းခြေကနေစခဲ့တာပါ။အလုသမား300လောက်ငှားရမ်းပြီးတော့မြစ်တလျှောက်တာယိုကြီးစောက်ခဲ့ပါတယ်။ခြေတက်လာရင်ခုံအတွင်းပိုင်းအထိမရောက်နိုင်အောင်မှာဒီစောက်လုပ်ရေးလုပ်ငန်းပြီးစီးဖို့၄လလောက်ကြာခဲ့ပါတယ်။ဒီလိုမျိုးဆေဖို့အောက်ခဲရတဲ့နေရာကအခုလက်ရှိမှာတော့စင်ကာပူရဲ့စီးပွားရေးလုပ်ငန်းတွေစုဝေးရာနေရာကြီးဖြစ်နေပါပြီ ဒီလိုမျိုးမြေကြီးတွေကိုဆဲဖိုးတဲ့လုပ်ငန်းတွေကပြီးခဲ့တဲ့နှစ်တည်းအတွင်းအများကြီးရှိခဲ့ပါတယ်။စင်ကာပူရဲ့နာမည်ကျော်နေရာတွေကဒီလိုဆဲဖိုးထားတဲ့နေပေါ်မှာစောက်ထားတာတွေပါ။ဒီထဲမှာနာမည်ကျော်မာရီယာနာဘေးလဲအပါဝင်ဖြစ်ပါတယ်။ဒီလိုမျိုးမြေတွေကိုဆဲဖိုးနေရတဲ့အကြောင်းများစွာရှိပါတယ်။အဓိကကတော့လူဦးရေတိုးပွားလာလို့ပါ။ 1960ကျော်မှာလွတ်လပ်ရေးရာဇတော်ကစင်ကာပူမှာတတိယမ65သန်းပဲနေထိုင်ပါတယ်။အခုဆို6သန်းလောက် ဖြစ်နေပါပြီ။အရေးအတွက်ရလူမများပေမဲ့လူရည်တည်တည်မှုမှာတော့မိုနာကိုပြီးရင်ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။ စတူယမ်တမိုင်အတွင်းမှာနေထိုင်သူက21646ဦးရှိပါတယ်။ဒီလောက်အကျယ်လေးမှာနေထိုင်သူဥယျာဉ်အများနေပြီးမို့အနာဂတ်မှာလူဦးရေဒီထက်တိုးလာရင် နေစရာမြေရလို့ရှိတော့မှာမဟုတ်ပါဘူး။2030မှာဒိုးပွားလာမယ်။လူဦးရေ6.9တန်းအတွက်နောက်ထပ်မြေအကျယ်22.6မိုင်လောက်လိုအောင်မယ်လို့2023ကတည်းကအခန့်မှန်းထားကြတာဖြစ်ပါတယ်။ လူဦးရေကျိုးဝါလာမှုနဲ့အခိုက်ညီဖို့အဖြစ်ရေရွေဆဲဖို့နေရတဲ့နောက်တစ်ချက်ကပင်လယ်အောက်နှမြုပ်သွားမယ်အန္တရာယ်ရှိနေလို့ပါရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်2100ရောင်းရင်တော့စင်ကာပူအနီးကပင်လယ်ရေမျက်နှာပြင်ကသုံးလက်မနှုံနဲ့တက်လာမယ်လို့ခန့်မှန်းထားပါတယ်မော်ဒိုင်တို့နယ်သာလန်တို့လောက်ရေမြို့မြက်အရေးတကြီးကြုံနေရတာမဟုတ်ပေမဲ့စင်ကာပူရဲ့အရေးပါတဲ့အစိမ်းပိုင်းတွေကရေအောက်ကိုလျှောက်သွားနိုင်ပါတယ်။စီးပွားရေးအချက်အချာနေရာတွေအပါအဝင် စင်ကာပူရဲ့30ရာခိုင်နှုန်းက ပင်လယ်ရေမျက်နှာပြင်အချက်15ပြီအကျော်မှာပဲရှိပါတော့တယ်။ဒီရေတွေမုန်တိုင်းတွေကြောင့်ပင်လယ်ရေချက်လာရင်ဒီနေရာကရှည်လွှမ်းသွားနိုင်ပါတယ်။လက်ရှိမှာအသက်ဘေးကျုံရလောက်တဲ့အထိပြဿနာမကြီးသေးပေမဲ့ ဝေးတော့တဲ့အနာကက်မှာတော့ချိန်ချောက်လာနိုင်ပါတယ်။ဒါကြောင့်မယ်2019ခုနှစ်တုန်းကအမျိုးသားနဲ့ခြိတက်ပွဲမှာဝင်ကြီးချုပ်လီရှန်လွန်ကိုရိုင်းကထုတ်ပြောခဲ့ပါတယ်။စင်ကာပူရဲ့ကန်ယူတဲ့မြေတွေဆယ်ဖို့မြင့်တင်ဖို့ဒေါ်လာ100ဘီလီယံကျော်ကုန်မယ်လို့ကြေညာခဲ့တာပါ။အရင်ကလုံးနေကြဆယ်ဘီအမြင့်ပေါင်တွေအစား73ဘီအမြင့်ပေါင်တွေစောင့်ရတော့မှလည်းဖြစ်ပါတယ်။ အခြေခံအစအဦးမှန်သမျှကိုလည်းအခုဆိုပင်လေရည်မျက်နှာပြင်အချက်အနည်းဆုံး16ပေထားပြီးတော့စောက်ဖို့သတ်မှတ်ထားပါတယ်။အသစ်စောက်ထားတဲ့ Changi Terminal 5ကိုလည်းဒီစံနှုန်းနဲ့အတိအကျစောက်ထားပါတယ်။အခုဆိုရင်တော့ Long Island ဆိုတဲ့ project ကိုလည်းစတင်တော့မှာဖြစ်ပါတယ်။စင်ကာပူအရှိတောင်ကန်ယူရန်တက်လျှောက် မာရီယာနာကနေချန်ဂီအထိရှိပါတယ်စင်ကာပူရဲ့ရွှေအရည်မြင့်အတွက်ရေလောင်တမန်အပြင်ဂယုရဲရေလွှမ်းမှုမှုကိုကာကွယ်ဖို့အတားဆီးတွေလည်းစောင့်လုပ်သွားမှာပါဒီဇိုင်းဆွဲနေစေကာလာပဲရှိပေမဲ့စင်ကာပူအစိုးရကဒီနေရာမှာလူပေါင်း၁၅၀၀၀အထိနေထိုင်သွားနိုင်ဖို့မျှော်လင့်နေပါတယ်ဒီ project အကြောင်းကိုဆက်မပြောခင်မှာတော့ပရိသတ်ကြီးနေနဲ့ဒီ video လေးကိုသဘောကျတယ်ဆိုရင်တော့ channel ရဲ့ show entertainment လေးကို like and follow ပြုလုပ်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ ဒီ project ကမကပဲ2030အရောက်မှာနိုင်ငံအခြေဝင်ရဲ့ရှေ့ရာဂိုင်းလုံးကိုတိုးချဲ့နိုင်ဖို့စင်ကာပူအစိုးရကရှိမှန်းထားပါတယ်။ဒီပုံကြည့်ရင်ရှေ့ရှေ့လေးလေးမြင်နိုင်ပါတယ်။အဖြစ်ရောင်းတဲ့အနေမျိုးတွေကလကူမူလစင်ကာပူဖြစ်ပြီးတော့ဒီအနေရောင်ကတော့နောက်ပိုင်းကျမှမြေဖို့ပြီးတော့ဆယ်ထားတဲ့နေရောင်တွေပဲဖြစ်ပါတယ်။အနည်းရင်းအောင်ကတော့အနာကက်မှာစင်ကာပူကထပ်ပြီးတော့ချဲဖို့ရည်ရွယ်ထားတဲ့အကြေအဝင်မှာဒီလိုချဲတဲ့အခါမှာလဲ နိုင်ငံတကာဥပဒေအရပင်လယ်ဒေသကနေရှုပြီးအလွယ်တကူလုပ်လို့မရပါဘူးအချိန်ရောနေပညာတွေရောရှင်ပြီးတော့ဆောက်ယူရတာပါစီကဘူကတော့ကြောက်ခဲတွေဘေးလက်မြေတွေဒဲတွေနဲ့ရှုံတွေကိုလိုချင်တဲ့အမြင်ရောက်အောင်အထည်ကိုတည်ဖို့ရပါတယ် ဒါပေမဲ့အခုချိန်မှာတကယ်ပါလုံးကြုံနေရတဲ့ပြဿနာကြောင့်စင်ကာပူပါအခက်ကြုံနေရပါတယ်။အဲ့ဒါကတော့တကယ်ပါလုံးမှာတဲရီရှားပါလာပါတယ်။ရုံးကျင်းစရာမကောင်းပေမဲ့ကဘာပေါ်နိုင်ငံကျော်များမှာတဲရှားရဲ့ပြဿနာရင်ဆိုင်နေရပါတယ်။နှစ်စဉ်နှစ်တိုင်းတဲအတုံးပြူမှုကတစ်နှစ်ကိုတန်90ဘီလီယံအထိရှိနေပါတယ်။ရှိတဲ့အုံပြုမှုပြီးရင်တဲအုံမှုကကဘာမှာဒုတိယအများဆုံးမှာဒီကနေ့ခေတ်မျိုးပြအဆောက်အဦတွေကိုတဲအုံပြုပြီးတော့စောင့်နေရပါတယ် ဒီထဲမှာစင်ကာပူကတဲအတုံးပြမှုအများဆုံးနိုင်ငံတစ်ခုပါနိုင်ငံသားကနေစင်ကာပူနိုင်ငံအတွင်းကိုပြီးခဲ့တဲ့2020အတွင်းတဲတင်သွင်းမှု918မီလီယံတန်အထိကိုရှိခဲ့ပါတယ်စင်ကာပူကထွက်တဲ့တဲပမာဏကလည်းပြီးခဲ့တဲ့နှစ်အတွင်းအတုံးပြမှုကြောင့်ကုန်ခန်းသွားခဲ့ပါပြီဒါကြောင့် Indo-Malay, Thai, Cambodia နဲ့ VN လို့အပေါ်မှာမိခိုးနေရပါတယ်ဒီနိုင်ငံတွေကလည်းတဲအလို့ကြောင့်တင်ပို့မှုကြောင့်စိုးကြိုးတွေခံစားနေရလာပါပြီ UN သဘာဝပတ်ဝန်းကျင် program အရစင်ကာပူကိုတင်ပို့နေတဲ့သဲတွေကြောင့်အင်ဒိုကကျောပေါင်း24ခုလောက်ပျောက်ွယ်သွားခဲ့ပါတယ်။3.6မိုင်ကျဲတဲ့မြေရာပေါ့သဲအချိန်38.5ခုပါမီတာလိုအပ်ပါတယ်။ဒီသဲပမာဏကကားအစီးပေါင်း1.4တန်းနဲ့တည်ရမယ့်ပမာဏဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်မြေတွေကိုတခြားနိုင်ငံစီပို့လိုက်သလိုပါပဲ။ဒါကြောင့်မဲအခုဆိုရင်သူ့ရဲ့အင်ဒီဇင်နိုင်ငံတွေကစင်ကာပူကိုတဲတင်ပို့တာတွေမလုပ်ဖို့တားမြစ်ချပါဘူး။ ဒါကြောင့်စင်ကာပူကမြန်မာတရုတ်နဲ့ဖိလစ်ပိုင်လိုနိုင်ငံတွေကိုခြေကူးလှည့်လာပါတယ်။နေရီတယ်ဖို့ပြီးလုပ်တဲ့အခါကြုံတွေ့ရတဲ့ပြဿနာအကြီးကြီးတွေလည်းရှိပါသေးတယ်။အဲဒါကခြေရင်းကိုမြေတွေဖို့ပြီးဆောက်ရတာဖြစ်လို့ရှင်လေးအပင်လေးတိမ်ဆုံကုန်တာပါ။တဘာဝအတိုင်းရှိနေတဲ့တန်နာချောက်တန်းတွေပါတိမ်ဆုံကုန်ပြီးတော့ရှင်လေးတတဝါတွေရှော့ပါလာပါတယ်။အကျိုးဆက်အနေနဲ့ပြီးခဲ့တဲ့၁၀ခုနှစ်တည်းအထိ၃၉စတူရဲမှရရှိတဲ့တန်နာချောက်တန်းတွေတစ်ဖြည်းဖြည်းရှော့ပါကုန်ပါတယ်။ 2000နှစ်မှာ27မိုင်အထိညွန်နေလာပြီးတော့အခုဆိုစင်ကာပူတဝိုက်မှာတန်နာကျောက်ပြန်နေရ3.86လောက်သာကျန်မာတော့တယ်1839ခုနှစ်စင်ကာပူကို အင်္ဂလိပ်တွေဆောက်ရောက်ခါတုန်းကသူရဲ့ဆက်သုံးရာခိုင်နှုန်းကလမှုတော်တွေနဲ့ပုံလန်းနေခဲ့ပါတယ်အခုဆိုလမှုတော်ပမာဏ3.5ရာခိုင်နှုန်းပဲကျန်မာတော့တယ် သင်ရှားပါလာမှုနဲ့တဘာဝပုံဝင်ခြင်းထိခိုက်ပျက်စီးမှုတွေကြောင့်စင်ကာပူကနောက်တနည်းကိုစဉ်းစားလာပါပြီ။ဒီနည်းကိုနေတော့လဲမှာ1400ပြည်နှစ်တည်းကတည်းကတုံးလာခဲ့တာပါ။စင်ကာပူမှာတော့2016ရောက်မှအသုံးပြုဖို့ကြိုးစားခဲ့ပါတယ်။ဒီနည်းကအရင်လိုသဲရီအထက်ထက်ဖို့ပြီးတော့အလုပ်တာမျိုးမဟုတ်ပါဘူး။ဒီနည်းမှာတော့ပင်လယ်ရေတွေကိုကာယံပေးထားမဲ့နေရန်ကြီးရေချင်းနေရန်စောင့်လုပ်လိုက်တာပါ။ဒီထင်ရရှိတွေကိုစုံထုတ်တဲ့စနစ်တွေရေလုံးမြောင်းနေတဲ့ ခတ်ထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့ဒီနေ့ရလေရေလေတက်တော်ဝါတွေကိုတိုက်ခိုက်နေသေးပါပဲ။ဒီနေ့အစ်စ်ကို project တစ်ခုမှာပဲတုံးကြည့်ရပါသေးတယ်။စီးရဲလေးချင်းဝင်းကိုအေက2000လောက်ချဲ့ဖို့လဲဒီနေ့နဲ့လုပ်နေတယ်လို့သိရပါတယ်။2024မှာအပြီးလုပ်နိုင်တယ်လို့ရှင်းမှန်းနေကြပါတယ်။ဘလိုပဲဖြစ်ဖြစ်2030မှာစတူရန်300ချဲ့ဖို့တော့စင်ကာပူကတနည်းမဟုတ်တနည်းနဲ့ရအောင်လုပ်သွားမှာပါ။ဒါပေမဲ့ဒီ project တွေတောင်အိန္ဒိယနိုင်ငံတွေနဲ့ပြဿနာကြီးလာပါတယ်။ စင်ကာပူရဲ့ညီချဲ့ချွေရေးလုပ်ငန်းလေးကြောင့်တောင်ဘက်မှာမလေးရှားနယ်နိမိတ်နဲ့နှီးကန်လာပြီးတော့တောင်ဘက်မှာဆိုအင်ဒိုနီးယားနိမိတ်နဲ့နှီးကန်လာပါတယ်။ဒီနှစ်နိုင်ငံလုံးကလည်းပြီးခဲ့တဲ့15နှစ်လောက်ကတည်းကစင်ကာပူကိုတည်တင်ပို့မှုပိတ်ပင်ခဲ့တဲ့နိုင်ငံတွေဖြစ်နေရပါတယ်။ဒါကြောင့်ကုန်းပြည်မဖြစ်မနေချဲ့ဖို့လိုအပ်နေတဲ့စင်ကာပူနဲ့ဒီနှစ်နိုင်ငံအနာဂတ်မှာဘယ်လိုရိဆက်ဖြစ်လာမလဲဆိုတာကစိတ်ဝင်စားစရာပဲဖြစ်ပါရဲ့။စင်ကာပူရဲ့အနေနဲ့ဒုချက်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးရဲ့အမြင်ကိုလည်း comment လေးထဲမှာမျှဝေပေးခဲ့ပါဦး။ ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။